ပန်တကော့ဆိုတဲ့သံရှင်တော်ဝိညာဉ်တော်ဖျားဆင်းသက်တဲ့ဘွဲကိုအတင်းတော်မှာကျင်းပနေပါတယ်။ခရိယယုံကြည်ချက်မှာဆိုရင် ပုဂ္ဂိုလ်သုံးပါးတည်းစုဖျား Holy Trinity နဲ့မကင်းပါဘူး။ခင်မီတော်ဖျားကလောကကိုကချစ်ဖို့ရန်သူ့သားတော်ကို လူစားကြီးယူစေခဲ့တယ်။ဒီသားတော်ဟာဒီလောကမှာ33နှစ်တိုင်နေခဲ့တယ်။ခေါ်ကြပြီးတော့အတင်းတော်တည်ထောင်ခဲ့တယ်။လောကအကျွတ်တရားတွေ အသက်တော်ဆုံးလူခဲ့တယ်ရှင်ပြန်ထမြောက်ခဲ့တယ်မိုးကငင်းတို့ပြန်လဲတက်ကြွသွားတယ်မူတယ်ဒုတိယအကြိမ်ကြွလာလိမ့်မယ်အဲ့တော့ပထမအကြိမ်ကြွလာခြင်းနဲ့ဒုတိယအကြိမ်ကြွလာခြင်းမှာတန်ရှင်တို့ဝိညာဉ်ဖျားဆိုတဲ့တတိယပုဂ္ဂိုလ်ကို သူကလောကကိုဆက်လွတ်ခဲ့တယ်ဒီနေ့ဟာအသင်းတော်ရဲ့မွေးနေ့လေးလဲခေါ်ကြတယ်ဝိညာဉ်တော်ဖျားဆင်းတဲ့အတိုင်းသင်္ကေတအမတ်လက္ခဏာနှစ်ခုနဲ့ ထင်ရှားပြတာများတယ်ဒီနေ့ကျမ်းစာမှာကြားတဲ့အတိုင်း wind လေမုန်တိုင်းလို့ပြင်ထန်တယ် fire မိတောက်မိလျံ Hebrew စကားမှာ wind ဆိုတာ ruah လို့ခေါ်တယ်အသက်တုံအားပေးတဲ့ဆွမ်းအားပေးတဲ့အရာ fire ကြတော့မိတောက်မိလျံအလင်းပေးတယ်အဲ့တော့ဘုန်းကြီးတို့ဖျားရဲ့ လုံငါဘာလဲဆိုရင်ခွန်အားပေးတဲ့ရဲစွမ်းတတ္တိရှိဖို့ရန်ပြီးတော့အမှန်တရားသိဖို့ရန်နဲ့သူများကိုဒီအဝိဇ္ဇာအမောင်ဒုက္ခနေကယ်တင်ဖို့ရန်ဆိုပြီးတော့အလင်းပေးတယ်ခွန်အားနဲ့အလင်းအမြဲတမ်းရှိပါတယ်ရှင်ပေါ်လူရေးတဲ့ပထမကောရင်တီဩဘာရာစာဆောင်အခန်းကြီး7မှာဗာတွေ့ရလဲဆိုရင် ဘသူမဆိုးတဲ့ယေရှုဟာတခင်ဖျားဖြစ်တယ်လို့ဝိညာဉ်တော်ဖျား အကူအညီမပါဘဲနဲ့မပြောနိုင်ဘူးဝိညာဉ်တော်ဖျားရှိမှသာယုံကြည်ရဝန်ခံနိုင်တယ်ဖျားသခင်ကိုကြုံးတော်နာခံနိုင်တယ်သူရဲ့လမ်းညွှန်မှုအားဖြင့်ဘဝတက်တာကိုကောင်းမွန်စွာရှောက်လန်းလို့ရတယ် No one can say Jesus is Lord, except with the power of the Holy Spirit. When you know, Pia, allow you a ye jire, Krian Tata. Krian Tata sra, lwe gure bwa mo bwa. No, ye zong ma myo da lo miyao, ye san te ya re, tati lu re. Taman do ji miya, di patama zong atendo, ye omye de pshire, taman do ji miya ne. Yong ji du, နောက်လိုက်တာဘကများကျမ်းစာမှာတွေ့ရတဲ့အတိုင်းမေတော်တခင်မှာလည်းရှိတယ်မေတော်ဟာဝိညာဉ်တော်ဖျားကိုပထမဆုံးလက်ခံခဲ့ပြီးတော့တားတော်ဖျားရဲ့မိခင်ဖြစ်လာတယ်နောက်ဆုံးတားတော်ဖျား မသေးခင်မွေးချခဲ့တဲ့အတိုင်းအသင်းတော်ကိုစားပြုတဲ့တမန်တော်ကြီးယောဟန်ကို သူရဲ့တားဖြစ်လက်ခံခဲ့တယ်ဝိညာဉ်တော်ဖျားဆင်းသက်တဲ့အချိန်မှာမေတော်လည်းရှိတယ်ဒုတိယတစ်ချိန် လက်ခံခြင်းဖြစ်တယ်။အသိတော်ရဲ့မိခင်ဝိညာဉ်တော်ဖျားကြောင့်မို့တမန်တော်ကြီးတွေမေတော်ယဟန်တန်ဃာတော်တွေယဟန်တာတွေအားလုံးဟာခုနပြောတဲ့ခွန်အားရှိကြတယ်အလင်းကျေးဇူးရရှိကြတယ်ချိုးချံမူတည်ခရိယံမြည်တဲ့ဗာမတိရှေ့သို့သာချီရမယ်ဝိညာဉ်တော်ဖျားရဲ့တွန်းအားနဲ့သာဖြစ်ပါလိမ့်မယ် ဒီနေ့ပွဲပြီးရင်ရိုးရိုးအချိန်ကာလရောက်လာပြီဝိပြုခြင်းပြက်ကလေးမှာနော်အဲ့တော့ဒီရိုးရိုးအချိန်ကာလဝိညာဉ်တော်ဖျားဆင်းသက်ပြီးတဲ့အချိန်ကာလအယောင်ကဝိပြုခြင်းပြက်ကလေးအယောင်ကအစိမ့်ဖြစ်တယ်ပြကြင်တာစိမ့်လားဆိုပြတယ်ရှင်တန်ထွားကြိုက်နေဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်လူမှုရေးမှာနော်ပညာတတ်ကြီးတယောက်ဖြစ်တဲ့ Ralph Waldo မစင်ကဘာပြောလဲဆိုလူတွေအားတဲ့နော်ဘသူမဆိုအသက်ရှင်နေထိုင်ဖို့ရအသင့်ပြင်နေကြပြီမဲ့တဲ့အမြဲတမ်းအသင့်ရှိကြပြီမဲ့ကို့ဘဝကို ပြည့်ပြည့်ဘဝရှင်တန်တာမရှိကြဘူးတဲ့ we are prepared to live but never living ဘာဖြစ်လို့လဲဝိညာဉ်တော်ဖျားရဲ့အာတဘူလိုတယ်ပြန်ခြုံကြည့်လိုက်မယ်ဆိုရင်နော် ခမည်းတော်ဖျားဒီတေးပြတ်ဆက်ကြီးမှာเนาะဒီ orchestra တို့ operator ဆိုရှိတယ်အဲ့ဒီမှာအရေးကြီးတဲ့ပုဂ္ဂိုလ်က conductor အချက်ပြတဲ့အဖွဲတန်းကိုစုစည်းပြီးတော့သူလမ်းညွှန်မှုအောက်မှာလုပ်ရမယ် conductor ကခမည်းတော်ဖျားဖြစ်တယ်တေးပြတ်ဆက်မှာဆိုတဲ့ဓမ္မတေးကစကားတွေက ဘသူရေးတာလဲဒါတော့ဖျား lyrics လို့ခေါ်တယ် music က music ပဲ lyrics စာသားတယ်ဒီတာတော့ဖျားက the word လို့ခေါ်တယ်နှုတ်ကပတ်တော် lyrics ထည့်ပြီးတာစာသားပဲဆိုရင်ညီငွေစရာကောင်းတယ်တချင်းနဲ့ဆိုတယ်အေးကျူးတယ်အဲ့ဒီ music ကိုဝိညာဉ်တော်ဖျားကပေးတာအဲ့တော့ the father the Son and the Holy Spirit, Holy Trinity. အဲ့ဒီမှာဒီနေ့ဘွဲရာဝိညာဉ်တော်ဖျားရဲ့ဘွဲဖြစ်တယ်။အသင်းတော်ကိုစပြီးတော့အသက်ရှင်လို့ရှားစေတယ်။တမန်တော်ကြီးတွေကကြောက်ရင်ပြီးတော့ပုံအောင်နေတဲ့နေရာနေအချမ်းနေစပြီးတော့ဝိညာဉ်တော်ဖျားဆင်းသက်တဲ့ဒီပိုင်းနဲ့ထွက်ပြီးတော့တရားဟောတယ်။သူတို့ဟောပြောမှုကဘလောက်ထက်တန်လဲဆိုရင်ပထမဩဝါဒမှာနော်လူ၄000တခါနောက်တခါကျ3000 ယုံကြည်သူတွေဝင်လာဘာဖြစ်လို့လဲသူတို့ကနောက်ကတွန်းအားပေးတဲ့ဝိညာဉ်တော်ဖျားနဲ့အလင်းပေးတဲ့အမောင်ကိုခွင်းတဲ့ဓမ္မတရားနဲ့ဟောတဲ့အတွက်အဲ့လိုဖြစ်လာတယ်။ဟိုဒီနေ့ကျွန်တော်တို့เนาะပြန်စဉ်းစားကြည့်ကြစို့ကိုဘွားကိုဘယ်လိုနေကြလဲခရိယံဘွားမှာဘယ်လိုနေကြလဲယုံကြည်ရဲ့လားခမည်းတော်ဆေလွတ်တဲ့တားတော်ဖျားကိုယုံကြည်ရဲ့လား ဒါတော့ဖျားနဲ့ခမီးတော့ဖျားပို့တယ်ဒီဝိညာဉ်တော်ဖျားရဲ့လမ်းညွှန်မှုအောက်မှာနေကြသလားစဉ်းစားကြည့်ကြစို့ဒီနေ့ဆုတောင်းရမယ် spirit ဆိုတာဝိညာဉ်တော်ကျွန်တော်တို့မှာလည်းဉာဏ်သဘောတရားဆိုတာရှိတယ်ဝိညာဉ်ရေးရာ spirituality အဲ့ဒါဝိညာဉ်တော် holy spirit မရှိဘဲနဲ့လုံးဝမဖြစ်နိုင်တဲ့အရာဖြစ်ပါတယ်အဲ့တော့ဒီနေ့အားလုံးကိုနှုတ်ဆက်ချင်ပါတယ်အားလုံးကိုကိုဘွားမှာ ရှင်တန်ဖို့အမြဲတမ်းစိမ့်လန်းဆိုပြေထွားကြဖို့ရန်အရေးကြီးပါတယ်။ယဟန်ကတပါးပြောခဲ့တယ်။ဖျားခင်မင်းကိုထားတဲ့နေရာမှာအကောင်းဆုံးနေပါ။သူစိုက်တဲ့နေရာမှာအပြေဝါရှင်လန်းပါ၊ကွန်မြူးပါ၊ထွားကြပါ။အများကိုလည်းအကျိုးပြုပါ။ဤလိုအားဖြင့်ကျင့်တို့တဲ့သာဝရဒုက္ခချမ်းသာဟာဧကမုချရပါလိမ့်မယ်လို့ပြောရင်းနေပဲ။ ဒီနေ့ဝိညာဉ်တော်ဖျားဘွေးနေကိုကျွန်တော်တို့ပါဝင်ပြီးတော့เนาะရှိခိုးကြစို့ဝေပြူခြင်းအခမ်းအနားမှာလဲစိတ်ပါကိုပါပါဝင်ပြီးတော့เนาะပူဇော်ကြပါစို့